မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်ဗလဲတူကြီးပါအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်း၃ခုကအကြမ်းဖက်စစ်သားများဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက်တော်လိုင်းပူပေါက်တပ်ဖွဲ့များကဝင်းရောက်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မြဝတီဝေါ်လီလမ်းမပေါ်ဘလဲတူကြီးရွာအနီးတစ်ဝိုက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ၎င်းတို့စခန်းများကိုဆုတ်ခွာပြီးတော့တေပေါ်ဘိုးပင်မစခန်းကိုတွားရောက်ပူးပေါင်းတဲ့အတွက်ဒီကနေ့အော်တိုဘားလ20ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်းများကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်းအောင်ရှင်းလင်းသိမ်းပိုက်ကနေရာယူလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်တေပေါ်ဘိုးမှာရှိတဲ့သူတို့ရဲ့ဂုံးမကြီးကိုတွားပေါင်းကြမယ်ထင်တယ်ဒီနေ့ပဲဝင်းအောင်ရှင်းလင်းလိုက်တာပါစခန်းမှာကြန့်ရှိတဲ့ပစ္စည်းတွေတင်းစီရမိတာမျိုးတော့မကြမိပါဘူးလက်ရှိမှာတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကနေရာဝင်ယူလိုက်ပါပြီလို့ တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာနှစ်ခုနဲ့လင်းစင်ရဲစခန်းကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ20ရက်နေ့မှာဆလင်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကအထိုင်ချတပ်ဆွဲထားတဲ့စုပ်လေဦးလမ်းဆောင်အနီးမှာရှိတဲ့ကင်းစခန်းတိခေါတောင်ရွာမှာတပ်ဆွဲထားတဲ့ကင်းစခန်းနဲ့လင်းစင်ရဲစခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတေဆုံးမှုများပြားပြီးတော့ဒဏ်ရာရတဲ့သူလည်းများပြားရှိခဲ့ကြောင်းတပ်တွင်းသတင်းရင်းမြစ်များကပြောဆိုထားကြောင်းမင်းဘူးခရိုင်အမတ်တဲတိုင်ရင်ကတာဝန်ရှိသူတူကပြောဆိုခဲ့ပါတယ်။၎င်းတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမတ်တဲတိုင်ရင်မင်းဘူးခရိုင်အမတ်၅တိုင်ရင်ဆလင်းဘက်ကဖာမင်းဘူးခရိုင်ဘက်ကဖာ drone လက်ရုံးအဖွဲ့ဒေါင်းညင်အောင်ပျောက်ကြားအဖွဲ့တို့ကတာဝဲပြစ်လက်နက်ကြီးအပါဝင်လက်နက်ကြီး drone များနဲ့တိုက်ခိုက်ခဲ့ပြီးတော့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကလေးမျိုးနယ်မော်လိုက်အချင်းထောင်ကနေလွတ်ရပ်ရှိပြီးတော့ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသားကိုစုံမင်းထက်ကိုအကြမ်းဖက်စစ်ကောင်စီကစက်တဘာလ25ရက်နေ့မှာပြန်လည်ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုစုံမင်းထက်ဟာကလေးမျိုးမော်လိုက်အချင်းထောင်မှာပုံမှန်905နဲ့ ထောင်ဒဏ်ချမှတ်ခံရပြီးတဲ့နောက်လွတ်ရက်ဆေးတဲ့အတွက်ပြန်လည်လွမြောက်လာတဲ့အချိန်မှာစစ်တပ်ကပြန်လည်ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကစမှုအောင်နိုင်ဦးကအချင်းထောင်ကလွတ်ရက်ဆေးလို့လွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသားအချင်းသူများကိုစစ်တပ်ဝင်ထဲမှာပဲဥဒိမ်မဲ့ဖမ်းဆီးချုံနောက်ပြီးတော့ငွေကျပ်9သိန်းကနေ30အထိငွေညှစ်လေရှိပြီးတော့ပေးနိုင်တဲ့သူကိုမှပြန်လွတ်ပေးတာမျိုးတွေလုံဆောင်နေတယ်လို့သိရပါတယ်။ ကိုစော်မင်းထက်ကိုတော့သူတို့လိုချင်တဲ့ငွေပမာဏမပေးနိုင်တဲ့အတွက်မတရားပုံမှန်တွေကပ်ပြီးမြို့မှာရဲစခန်းထဲမှာလက်ရှိအချိန်ထိကိုချုံနောင်ခံထားရဆဲဖြစ်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြီးအကဲများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မော်လိုက်အချင်းတော်ကနေလွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသားအချင်းသူများကိုမိသားစုဝင်များထံချက်ချင်းမပို့ဆောင်ပဲကလေးမျိုးမှရဲစခန်းနဲ့ကလေးမျိုးမှရှိတဲ့ဓာကာဆကအကြမ်းဖက်စစ်သားများပေါင်းပြီးတော့ငွေတောင်းခံလေရှိပြီးမပေးနိုင်တဲ့သူများကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ပြန်လဲဖမ်းဆီးပြီးတော့မတရားပုံမှန်များကတ်ကား အချင်းထောင်ကိုပြန်လည်ပို့ဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက် PPNM ထံကသိရှိရပါတယ်။ကိုဇော်မင်းထလွတ်မြောက်လာတဲ့နေ့မှာလည်းအချင်းထောင်ကနေတဆင့်မလွတ်ပေးခဲ့ပဲမြို့မှာရဲစခန်းကိုပို့ဆောင်ပြီးတော့ချုံနောင်ခဲ့ပြီးတဲ့နောက်ကလေးမြို့ဓာကဆကိုပို့ဆောင်ပြီးတပတ်ခန့်ဥပဒေမဲ့ချုံနောင်ခဲ့ကကိုဇော်မင်းထကိုထတ်တုံးပုံမှားဖြစ်တဲ့မတရားပုံမှား90နှစ်ကကြီးနဲ့ပုံမှား90ညတို့နဲ့ ်ထပ်မံတရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတအုပ်ကိုအပြစ်မရှိဘဲပြန်လည်ဖမ်းဆီးခြင်းဟာဥပဒေမဲ့လောက်ရဖြစ်တဲ့အပြင်ငွေကြေးမရတဲ့အတွက်ထပ်မံချုပ်နှောင်ထားခြင်းဟာလူသားတအုပ်ရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်များကိုအကြောက်တရားများနဲ့ဖိနှိပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လူအခွင့်အရေးကိုဆိုးဝါးစွာချိုးဖောက်ခံရခြင်းပင်ဖြစ်ပြီးတော့ဖမ်းဆီးခံရသူကိုစောမင်းထက်ကိုအမြန်ဆုံးမိသားစုထံပို့ဆောင်ရန်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကတောင်းဆိုထားပါတယ်။ ်နောက်မမှုကတ်တယ်ဆိုရင်တောင်မှသူတို့စတင်ဖမ်းဆီးတဲ့အချိန်မှာကတ်လို့ရတယ်တရားစွဲပြီးထောင်ချလို့ရတယ်ဒီလိုအခြေအနေမျိုးမှာ905နဲ့လွတ်ရစေပြီးကမှထောင်ထဲကနေလွတ်မြောက်လာတဲ့သူကိုအခုလိုမျိုးအဓိပ္ပာယ်မရှိတဲ့အကြောင်းပြချက်တွေနဲ့နှိရှေချလို့ရတဲ့ပုံမှန်တွေကတ်ပြီးတော့ဖမ်းဆီးလိုက်တာဟာနောက်လွတ်လာမဲ့နိုင်ကျင်းတွေငွေမပေးနိုင်ရင်အလားတူပုံစံမျိုးဖြစ်ရမယ်လို့ချိန်ချောင်းမှုမျိုးသူတို့ကကိုစုံမင်းထက်ကိုစံပြအနေနဲ့လုပ်ပြတယ်လို့ယူဆပါတယ် လွတ်ရစေတဲ့လူကိုမိနစ်တောင်မှမချဘဲနဲ့မိသားစုရင်းဝင်ကိုအပြည့်အဝပြန်လည်ပေးဖို့ရမှာဖြစ်ပါတယ်။ဒါကအချင်းထောင်လက်ဆွဲဥပဒေမှာလည်းတရားဝင်ပြဋ္ဌာန်းမိသားဖြစ်ပါတယ်။အမြန်ဆုံးလွတ်ပေးဖို့တောင်းဆိုပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးဦးကပြောကြားထားကြောင်းတင်ပြရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့စကိုင်းတိုင်းကဏီမြို့နယ်မှာရှိတဲ့ကြေးရွာ၃ရွာကိုစစ်လေရင်များကပေါင်900ဘုံများတဲချမှုကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ19ရက်နေ့မနက်10:00နာရီကမှအကြမ်းဖက်စစ်တပ်ကရေပြူရွာနဲ့ရွာမရွာမရှိတဲ့ပြည်သူပိုင်းနေရာများကိုဥတီပြီးတော့လေကြောင်းနဲ့စတင်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ည9:00နာရီမှာလဲ6မအရှိရွာမရှိတဲ့ပြည်သူများနေထိုင်ရာနေရာများကိုဥတီပြီးတော့လေကြောင်းတိုက်ခတ်မှုများထပ်မံပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံများကြဲချတိုက်ခတ်ခဲ့ခြင်းကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၄ဦးဘုံစာထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ရွာရဲ့တောင်ဘက်ပဲဆင်းကုန်စိုက်ခင်းတဲ့ကိုကြဲချသွားတာ။ဘာကြောင့်ကြဲချလဲဆိုတော့ကနေ တာဝါတိုင်းစခန်းဘက်မှာတော့စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေမနေ့ကတိုက်ပွဲဖြစ်တာရှိတယ်။အဲ့ဒီတိုက်ပွဲကိုပလဲရင်းမှာပင်စားလင်းကြီးမျိုးဘက်က PDF တွေစစ်ကူသွားမယ်အထင်နဲ့ဘုံကျဲတာဖြစ်နိုင်တယ်။ဘုံကျဲချမှုကြောင့်အသက်9နှစ်အရွယ်နဲ့အသက်10နှစ်အရွယ်ကလင်းငယ်2ဦးအပါအဝင်ပြည်သူ၄ဦးဘုံစားထိမှန်ခဲ့တယ်။ဘုံစားထိပြီးတော့ဒဏ်ရာရသွားတဲ့သူတွေကတော့ကိုလင်းလင်းစောအသက်36နှစ်လက်ကိုထိခိုက်တယ်။မထားထားလိုက်အသက်31နှစ်ခေါင်းခါလက်ကျိုးတယ်။ ကလေးနှစ်ဦးကတော့မစိုးရင်ရတန်းရရှိခဲ့တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဒါ့အပြင်ဒီကနေ့အော်တိုဘားလ20ရက်နေ့မနက်ပိုင်းမှာလေစစ်ကောင်စီတပ်ကဘူးတလင်မြို့နယ်တခွတ်တနယ်ဘက်ကိုစစ်လေရင်များနဲ့ဘုံကျဲချမှုများကိုပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်ဘရင်အောင်စစ်ကြောရေးစခန်းမှာထိမ့်သိမ်းထားတဲ့လူငယ်အယောက်၄၀၀ကျော်ကိုရှမ်းပြည်နယ်ဟိုပုံးမြို့နယ်မှာရှိတဲ့တပ်မတော်ကွန်ပျူတာနဲ့ဤပညာသိပ်ပံကျောင်းမှာ စစ်မှုထမ်းအပတ်စဉ်6စစ်တင်တန်းတက်ရောက်ရန်ပို့ဆောင်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ19ရက်နေ့မနက်8:00နာရီအချိန်မှာရန်ကုန်တိုင်းလှိုင်မြို့နယ်ဘရင်တောင်စစ်ကြောရေးနဲ့တဲခိုကန်းစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတဲ့လူငယ်အယောက်1900ကျော်ကိုရှမ်းပြည်နယ်ဟိုပုံးမြို့နယ်မှာရှိတဲ့တပ်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကျောင်းမှာစစ်မှုထမ်းအပတ်စဉ်6စစ်တင်တန်းတက်ရောက်ရန်အတွက်စစ်ရင်တန်းနဲ့စတင်ပို့ဆောင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကား25စီးကန်ပါဝင်ပြီးတော့တစည်းမှာလူဦးရေအယောက်20ဝန်းကျင်ပါဝင်တယ်လို့သိရပါတယ်။လုံခြုံရေးအပြည့်နဲ့ ်လူငယ်တင်တန်းသားများကိုခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်ရန်ကုန်တိုင်းမှာပေါ်တာဆွဲတာရောအလဲကျစစ်မှုတန်းခေါ်တာရောမှာစုစုပေါင်းလူဦးရေ1200ကျော်တဲ့စုဆောင်ထားတာအဲ့ဒီထဲကမှ400လောက်ကိုဟိုပုံးတက္ကနတင်တန်းကြောင့်ကိုပို့ပါတယ်ရှမ်းတောင်ဟိုပုံးမှာတင်တန်းတက်ရောက်အောင်မှာဖြစ်ပါတယ်ရင်တန်းကိုပို့လိုက်ပြီးတမတော်လုံချိုကြီးကားတွေကလည်းရင်တန်းရဲ့အရှိအလဲအနောက်မှာလိုက်ပါလာတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့သတင်းအကြီးအကဲကရှင်းပြထားပါတယ် ရန်ကုန်တိုင်းအတွင်းမှာအခုစစ်မှုထမ်းအပတ်စဉ်6အတွင်းစစ်ကောင်စီကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းအလဲကျမဖြစ်မနေအတင်းကျလူစုဆောင်ပြီးတော့တင်းနှံများတခိုင်းခြင်းတို့ကြောင့်ယာရာချက်ထက်ပုံမှုပြီးတော့လူဦးရေရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အခြားပြည်နယ်နဲ့တိုင်းများဘက်မှာရှိတဲ့စစ်တပ်တင်းနှံကြောင်များကိုဆေးလွချင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စစ်တင်းနှံကြောင်များမှာလည်းလူဦးရေလိုအပ်ချက်ထက်ပြည့်မီစွာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဘူးတလယ်မြို့နယ်စိုင်းပြင်းလေးကြီးရွာကိုစစ်ကောင်စီတပ်ကအော်တိုဘားလ16ရက်နေ့ညနေပိုင်းမှာမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဘူးတလယ်နယ်ဆယ်ဝကြီးရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်သွားတဲ့စစ်ကောင်စီတပ်ဟာစိုင်းပြင်းလေးကြီးရွာကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်မီးကများတယ်ညနေလောက်ကစရှို့တာည7နာရီလောက်အထိကိုမီးအရှိန်မြင်နေရသေးတယ်ဘလောက်ပါသွားလဲတော့မသိရသေးဘူးစစ်ကောင်စီတွေကတော့ရွာထဲမှာရှိနေကြတော့မယ်လို့ ဘူးတလင်ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်စီတပ်ကအော်တိုဘာလ12ရက်နေ့ကစတင်ပြီးတော့ဘူးတလင်မြို့နယ်မြောက်ချမ်းနဲ့အနောက်ချမ်းကျေးရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့ပြည်သူအယောက်20ထက်မနည်းကိုတပ်ဖြတ်ထားတယ်လို့သိရပါရယ်ဒါအပြင်စီပါကျွဲတေချောင်းဆယ်ဝါရွာဟောင်းဆယ်ဝါရွာတဲ့အိုင်ပေါင်းချောင်စတဲ့ကျေးရွာတွေကိုမိရှုပ်ဖျက်ဆီးခဲ့ပြီးတော့နေအိမ်အဆောက်အဦပေါင်း400ဝန်းကျင်မိလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။